လေးဆယ်ရှစ်နှစ်မဟုတ်ပါဘူးငါးဆယ်ရှစ်နှစ်ပါတအားလွယ်တင်မှုပြုံးနေတာအာဘနာနာပုတ်စီရမျိုးကပထမဆုံးချိန်ပဲအဲ့ဒီချိန်တော့ကြာမျိုးကဗဒိုက်ကိုဖြစ်နေဗဒိုက်ကိုဖြစ်နေရရဲ့နောက်တစ်ခါကြာမျိုးလုံးဝရေမကူးတတ်ဘူးလုံးဝရေမကူးတတ်ဘူးเนาะအဲ့ဒီခါကျတော့ဟောဘယ်လိုပုံလဲပြုတ်ကြမှာတအားကြောက်တာပေါ့ပြုတ်ကြမှာတအားကြောက်ပြီးတော့အရန်အဲ့လိုတကုတ်တခဲအရန်အဲ့လိုဘာလို့ဆိုတော့ဟောပြုတ်ကြမှာတော့ လိုပဲခေဆက်ဆက်ကစပွန်သာပေးရနေကြဆိုတော့အမမမမတွေကအန်းတယ်ဆိုတော့တကယ်ညီမလေးတွေလည်းအန်းတတ်ပါတယ်မမတွေမှမဟုတ်ပါဘူးเนาะအဲ့တော့ဟိုအမျိုးသမီးတွေကအဲ့လိုပြောကောเนาะအဆက်ဆက်ကတော့သူတို့အဲ့လိုပေးတတ်တယ်ဆိုတဲ့ခါကြတော့လေတော့ခင်မီညာဟောထလို့ရကြီးတည်တဲ့ဘာစီကကလန်းတာပေါ့နော်အဓိကကိုမျိုးလေးဖြစ်နေရတဲ့ဟောက်အရင်ကတော့ အော်အဲ့အဲ့ဟာဘနာနာဖုတ်စီရမျိုးကပထမဆုံးချိန်ပဲအဲ့အချိန်တော့ကြာမျိုးကဗဒိုက်ကိုဖြစ်နေတာဗဒိုက်ကိုဖြစ်နေရရဲ့နောက်တစ်ခါကြာမျိုးလုံးဝရေမကူးတတ်ဘူးလုံးဝရေမကူးတတ်ဘူးเนาะအဲ့ခါကျတော့အော်ဘယ်လိုပုံလဲပြုတ်ကျမှာတအားကြောက်တာပေါ့ပြုတ်ကျမှာတအားကြောက်ပြီးတော့အရန်အဲ့လိုတကုတ်တခဲအရန်အဲ့လိုဘာဆိုအော်အဲ့လိုမျိုးကကြတော့ပြုတ်ကြမှာဆိုးတဲ့စိတ်နဲ့ပို့ပြီးကြိုက်ပြီးသွားတာပေါ့နော်အဲ့ဒါလည်းတကယ်ကြတော့အဝေးရှော့ရိုက်တာများပါတယ်ဒါပေမဲ့ အဲ့လိုမျိုးလေပြိတဲ့ကစိတ်ဝင်စားပြီး throw တာပဲဖြစ်ဖြစ်အဲ့လိုမျိုးအဲမန့်နေမှာပဲဖြစ်ဖြစ်မျိုးလည်းပြန်ရှင်းထားပါတယ်သဘောကျလို့ပါစာပြီးနောင်လေဝါပြီး tweet တော့အဆူလမ်းမကုန်ရောဝယ်စားလိုက်တောင်းစားအတော့အရေးထွက်တော့တာနေမှာပါနော်ကိုဆိုင်ကိုအရေးထွက်တော့ရတယ်လေအဲ့လိုချင်းချင်းစိတ်ထုံးပို့ကြောက်ရတယ်ဒါတလို့ပါပဲမျိုးရဲ့ဒီပညာရှင်တွေကြတော့ချင်းချင်းပေါ့သူတို့ကားကြရင်ပဲပြောတာဒီကုတ္တကသွားပြီးပြောတာချက်ပေါက်မှာ မြို့သားချန်ငါ့ကိုဖိတ်တော့လို့ဘာလို့ဆိုတော့ကားတွေကဇက်တိုက်ဖြစ်နေရရဲ့အဲ့လိုရုံရက်တွေချက်သွားတာရေပေါ်မှာကြတော့ပရိသတ်တွေကိုလည်းချစ်စီချင်နေပေါ့နော်အမှုပညာရှင်တွေရောအပရိုဂျူဆာတွေကလည်းသူတို့ငွေစတားဆိုက်ထုတ်ထားရတယ်အမှုပညာရှင်တွေကလည်းအချိန်နေပေးပြီးဆိုက်ထုတ်ထားရတဲ့အခါကျတော့အားလုံးချစ်စီချင်တယ်အဲ့တော့အားလုံးချစ်စီချင်တာကြကိုကိုရန်အစားအခုပေါ့နောက်နေ့ရုံတင်မဲ့အဲ့လိုပွဲလုပ်မဲ့ကားတွေဒီလာတာမျိုးတခြားလည်းကြည့်ဖြစ်မှာပါအဓိကတော့အမှုပညာချင်းချင်းပြင်ပြီးပတ်ဖို့ပြင်နေတာပါဟုတ် တရာထထရဲ့နော်တင်မောင်းညှစ်လိုက်တာအပြင်မှာကောင်းမလေးကောင်းလေးလည်းညှစ်ပါလေနော်ကိုကြောက်တဲ့ထူးခြားအမမတွေမှာမမတွေမှာအဲ့လိုမျိုးဟိုဟာလေကောင်းလေးတွေညှစ်တာမဟုတ်ကောင်းမလေးတွေကလည်းကောင်းလေးတွေညှစ်ပါတယ်အဆုလို့ရှိရလေအဲ့လိုဘဲတွဲလို့ရှိရင်အဲ့လိုပေါင်တုတ်တုတ်ကလေးတို့ခြေတလုံးတုတ်တုတ်ကလေးအဲ့လိုကြက်ကြက်လို့ရှိရင်တင်မကိတ်ကိတ်ကလေးဆိုတော့တင်မကိတ်တာမင်းညှစ်မှမဟုတ်ပါဘူးရဇာလေးကိတ်လေအဲ့လိုညှစ်ဆရာလေးတော့ဖြစ်နေပါဘူးအော် driver တင်မရတဲ့အချိန်မှာ driver ညှစ်ဆိုညှစ်လိုက်တာပဲ driver လှုပ်ဆိုလှုပ်လိုက်တာပါပဲအဲ့လိုမျိုး train ထိုးတော့ညှစ်ရအောင်မရှိပါဘူး ်ရှိဘူးဟာဟာအမောတကယ်ကျတော့အဲ့ရမှာဘာမှအရင်ဟိုအရင်အဲ့လိုမျိုးကြီးတားပေါင်တာတွေဘာမှမပေါဘူးလေအဲ့ဒီကအဲ့လိုညှစ်လိုက်တဲ့ဟာလေးကအမလေးအတိုင်းပဲအဲ့လိုညှစ်လိုက်တဲ့ဟာလေးကကျတော့ဟိုမှောင်နေစိတ်နဲ့ညစ်တာမဟုတ်ဘူးလေအဲ့ဟာအသေးရတယ်လို့အသေးရတဲ့စိတ်တူအဲ့လိုမျိုးကြူရတယ်လို့အဲ့လိုလောက်တဲ့အချင်းရှိရပါပါလေးဆွဲလေးခလေးလေးတွေကိုပါလေးဆွဲလေးတော့လူကြီးကျတော့တင်မညှစ်တာပါကြိုက်ပါရဲ့ဂျာအဲ့မှာလဲချွတ်မဲ့နေမေးတောင်းတဲ့အဲ့လိုမျိုးမြင်စင်းနေသလိုလေ ဟို producer တော့ပူဇော်ထားပါတယ်ဘေးတောင်းတဲ့ကားတီးတန်းတယောက်ဆဲကျေးဇူးအများကြီးတင်ပါတယ်အဓိကပရိသတ်စိတ်ဝင်စားတဲ့အတွက်ဟိုစူးစမ်းကြုံနေတယ်ဒီကားလေးကလည်း၄နှစ်ကျော်၅နှစ်ထဲတောင်ရောက်သွားပြီပေါ့နော်ဆိုတော့အခါကျတော့ဟိုခုချိန်မှပြန်ပြရတော့နည်းဟိုပူပန်မှုတော့ရှိရပါဘူးနော်ဟုတ်အဲ့လိုပဲခေဆက်ဆက်ကစပွန်ဆာပေးရနေကြဆိုတော့အမမမမတွေကအန်းတယ်ဆိုတော့တကယ်ညီမလေးတွေလည်းအန်းတတ်ပါတယ်မမတွေမှမဟုတ်ပါဘူးနော်အဲ့တော့ဟို မျိုးသမီးတွေကအဲ့လိုပြောကြတော့အဆက်ဆက်ကတော့အဲ့လိုပေးတတ်တယ်ဆိုတဲ့ခါကြတော့လေတော့ခင်မီနေတာပေါ့အဲတိုက်ဆိုင်သွားလားဒီလေ၄၈နှစ်မဟုတ်ပါဘူး၅၈နှစ်ပါတအားရွယ်တင်လူပြုံနေတာအဲအဲ့အကြောင်းဟိုကလေအချက်များသူစီမာတို့အနိုင်မဲ့ရကြတော့ဦးနှစ်ထုတ်ပေါ်ကြမြောင်းငယ်ရဲ့တိုက်တာပေါ့နော်ငယ်ငယ်တုန်းကအဲ့လိုမျိုးတို့တိတ်ခွေခစ်တဲ့က ဦးညီတို့ရဲ့ဒီ MV တွေနဲ့ရှင်တန်လာတယ်ပြောရမှာပေါ့ဆိုအဲဦးညီတို့ငယ်ငယ်ကကြိုက်တယ်သူချင်းတွေတော်တော်များကြိုက်တယ်ခြားချင်းတွေလည်းအများကြီးကြိုက်တယ်ကွာဒါတော့ဒီချင်းကတော့ပိုဆိုပြတာပေါ့နော်ပြောရှင်တဲ့ကျမဆိုအဲ့နေရာကျတော့ကိုရီးယားရောင်စုံတဲ့လူတွေပါလေ rainbow လေးတွေလည်းပါတဲ့ခါကျအဲ့လိုရှင်တဲ့ကျမလိုမိမနောက်ဘုတ်ချင်းလေးပါဆိုပြတဲ့တော်ပါဒါနော်တိတ်တူပါအဲ့တော့တချင်းထော်ရင်တော့အဲ့လိုမျိုးအကုန်လုံးကဝိုင်းပြီးတော့ မိမတန်တဲ့ပထုတ်ကိုင်းတော့အဲ့လိုအဲ့လို main ကလေးတန်တဲ့ကိုစူးစမ်းပြီးတော့ဆိုလို့တော့ဖြစ်ပါတယ်။ဒါဆိုရှင်ကဒီစကားလေးကဒါတင့်ကြတယ်လို့ပြောတော့မှာဆိုတော့စိတ်စကားလို့အပြင်ကိုပြစ်ခေါ်ပြီးပါတော့မှာ။ဟုတ်အစိမ်းရုပ်ရှင်ကိုင်းက29ရက်နေ့ရုပ်တင်မှာပါမျိုးတို့အားလုံးဝိုင်းဝန်းစူးစမ်းထားတာမဟုတ်ဘူးအားလုံးလာရောက်အပြင်ကိုပြစ်ခေါ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်